ဒီမုတ်လေးကိုမှတ်မိကြလားမသိအထုပ်အကြီးကြီးပါတာကို nom 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 ဒီနေ့ရှုကအားလုံးကိုအာ review လေးပေးစရာရှိပါတော့။ဗာလေးလေးနေနိုင်လို့ဖောက်စားထားဒီကောင်။ဒီကောင်ကလေရှုကိုစားစင်လို့လိုက်ချာနောက်ဆုံးတွေ့ပါတယ်။ဒီကောင်ကဒီအထုပ်ကြီးကြီးပေါ့နော်။ အထုပ်အချင်းကြီးပါတာကို24လောက်တောင်ပါတယ်အဲ့ဒါကမှစုဝေးတာဘတ်တရာကျော်ဆိုတော့အာတောင်းလေးတောင်လောက်တော့ရှိရပါတော့ဒါပေမဲ့အဲ့လိုအခုရန်ကုန်မှာဆိုရင်ငါတို့ပါတဲ့တထုပ်ကိုဘာလို့ရောင်းကြရလဲအာ9000 6ထုပ်ပါတထုပ်အသေးလေးပေါ့နော်အဲ့5000နဲ့ရောင်းကြတာတွေ့ရဲဆိုဒီကောင်24ထုပ်တောင်ပါတယ်ပြီးတော့လေပုံမှန်အလိုမျိုး7ထုပ်တော့မှရောင်းနေရဲဘူးဝေးထက်တောင်မှပို့ပြီးတက်ပါတယ်ပေါ့နော်ဒါဆို6ထုပ်6ထုပ်9ထုပ်လောက်စားထားပြီးပါတယ်အဲ့အများကြီးကျန်နေတော့24ထုပ်ပါပေါ့အဲ့နေဆိုရဲရောက်ချင်းအရင်ဆုံးဘာလို့ညီးကြည့်လဲဆိုတော့ဒီဟာအော်ဒီတော့အများကြီးနဲ့ဈေးတက်တာဆိုတော့အရသာမတူမှာဆိုလို့ဆိုပြီးတော့ညီးကြည့်ရအောင် ဒါမဲ့တူရဲ့ချစ်ဆွတ်ပဲတပုံစံနဲ့ပဲဒီကောင်းမယ်ကွာအဲ့တော့ဒီဟာပြီးတော့ဝါဥနဲ့လှုပ်ထားရဲ့ဒါအမဲဥကြမ်းအတူပါเนาะဒါဝါဥနဲ့လှုပ်ထားပြီးတော့တက်တက်လွတ်တယ်ဆိုတော့ဆွာအဲ့လိုဆယ်ရဲ့တစ်ချိန်အလောက်လောက်ကိုအမြဲတက်တက်လွတ်စားရတယ်အဲ့လိုဆိုတော့အတက်တက်လို့စားရတဲ့ခါကျရင်အရင်စဉ်းစားကြရမလို့တော့ဒီဟာနဲ့ပဲဆိုထမင်းနဲ့နေစားရပေါ့နော်ဒီကောင်ကထမင်းနဲ့စားစားပြရမယ်တစ်ခါစားပြရမယ် ဟိုကအထဲထဲမှာဒီလိုမျိုးလေးပါပါတယ်ဒီကောင်ကအဲ့လိုအမ်တိအမဲဟူအတူလေးလို့ပဲပေါ့နော်ဆက်တာတော့တော်ဆက်တယ်ဒီမုတ်လေးကိုမှတ်မိကြလားမသိဘူးဆိုတော့ငယ်ငယ်တုန်းကရန်ကုန်မှာအိုရှင်တို့ကတော့မှရောင်းတဲ့မုတ်လေးပေါ့နော်ဆိုဆိုဒီကောင်စားချင်လို့ဆိုရှာထားတာဆိုဆိုအဲဒီဆိုင်ဆိုင်မှာတွေ့ထားတယ်။ဒါအရင်ကစားကအထဲထဲမှာသူရေခဲမုတ်ချောက်ပေါ့နော်။ ရခဲမူချာသူ့ရဲ့ဒီအထဲအသားလေးကိုရှမ်းစားကောင်းမွားပြီးတော့လေသူ့မျိုးလေးတရခဲမူချာပေါ့နော်ဆာဆိုင်နည်းနည်းပွတ်ဟိုမျိုးလေးအဓိကချောကလက်နဲ့လုပ်ထားဆိုတော့လေချောကလက်ကိုအလိုမွမွတွေပေါ့နော်အရင်စားကောင်းတယ်

ကောင်လေးကတော့သူ့ကတော့ငငယ်လေးကရေခဲမုတ်ချောက်လို့ပဲခေါ်တာဆိုတော့လေသူကငွေစားကောင်းတယ်ဆိုအရင်ကြိုက်တယ်ဒါဆိုတဖာဝင်ထားလမတတား